ယူကလီးရေကောင်းတင်ပေါ်ထက်မှာတိုက်ဆောင်ထားတဲ့ဒေါင်းမြကြီးတွေကကမ္ဘာပေါ်မှာအင်အားပြင်းထန်ဆုံးအက်တောင့်ဖြစ်ပြီးတော့ဂျပန်ကိုကျန်ခဲ့တဲ့ဘုံနှလုံးထက်အစာပုံများစွာပိုပြင်းထန်ပါတယ်ဒီဘောကနိုင်ငံတနိုင်ငံလုံးကိုကဘာမြေပေါ်ဘောကနေဖြောက်သွားနိုင်တဲ့အထိ ဆွဲအပ်ပြင်းလဲပြီးစစ်ပွဲရဲ့ရာကတ်ကိုပြောင်းလဲပြစ်နိုင်ပါတယ်။ဒါကြောင့်မေအားကြီးတဲ့နိုင်ငံတွေကရေကောင်းတင်းပေါ်တွေကိုအရေးအတွက်များများလိုချင်ကြပါတယ်။ဒါကတော့ထူတော့မထူဆန်းပါဘူး။ရေကောင်းတင်းပေါ်တွေရဲ့အလောက်လုံးကအရန်ရိုးရှင်ပါတယ်။တင်းပေါ်ကရေထက်ကိုငေါ့နေဖို့အတွက်လောဆဆွဲအပ်တွေမလိုအပ်ပါဘူး။ငင်းစင်ကကြောင်းမှာတင်ထားခဲ့တဲ့ရေခေါတင်ဘော့ကငော့ချင်ပြီဆိုရင်သူ့အထက်ကိုရေထက်လိုက်ပြီးတော့လိုအပ်တဲ့အနေထားကိုရောက်လာတဲ့အထိဆောက်ယူလိုက်မယ်ဆိုရင်ရေခေါတင်ဘော့ကတတ်မှတ်ထားတဲ့ ရေအနက်မှာတက်တက်ငင်ငင်နေလို့ရပါပြီ။ဒါဆိုရင်တင်မော့တွင်ရဲ့အမေပိုင်းမှာတက်ထတဲ့အင်ဂျင်ကလဲလာပြီးတော့အရှိကိုသွားလို့ရပါပြီ။ဘယ်ညာကွေ့ဖို့နေထိမ်းချောက်ဖို့ကတော့အမေပါတက်ထတဲ့လီယင်ပြန်တွင်မှာတုံးနေဒလက်ကအကူအညီပေးပါတယ်။ဂျီဟောတင်မော့တွင်ကဒီဇိုင်းပိုင်းနဲ့လှုပ်ဆောင်မှုပိုင်းမှာတိုးတက်ပြောင်းလဲမှုရှိပေမဲ့သူတို့ရဲ့အလုံးလုံးပုံကတော့ဒီအဆက်ဆက်ဒီတိုင်းပဲဖြစ်ပါတယ်။ရင်းကောတင်ပေါ်ရဲ့အတိမ့်ပတ်ကိုလေးလာမယ်ဆိုရင်နိုင်ငံတစ်ခုနဲ့တစ်ခုတိဆောက်ပုံခွာခြားမှုကြောင့် အတိအကျပြောပြဖို့ဆိုရင်ခက်ပါတယ်ဒါပေမဲ့တေချာတာတစ်ခုကတော့တင်ဘော့တိုင်မှာအရေးကြီးဆုံးဖြစ်တဲ့ထိန်းချုပ်ခံတဲ့တင်ဘော့ပေါ်မှာတက်သားတွေနေထိုင်ဖို့အတွက်အသေးစားအိမ်ခန်းတွေနဲ့မျိုးကြောင်တွေရောပါဝင်ပါတယ်တင်ဘော့တွေရဲ့အရွယ်စားကအတော်လေးကြီးမာတယ်ဆိုပေမဲ့တူလောင်ခံတဲ့တူလောင်စားတွေအများကြီးထက်ထားတဲ့အင်ဂျီတွေပါဝင်တာကြောင့်ရေတက်တာတွေအတွက်နေစရာတော့အတော်လေးရှားပါပါတယ်လက်ရှိကမ္ဘာပေါ်မှာနျူကလ িয়ার ရင်းကုန်တင်ပေါ်ပိုင်ထားတဲ့နိုင်ငံပေါင်း6နိုင်ငံပဲရှိပါတယ် ထိတ်ဆုံးမှာတော့အမေရိကန်ရုရှားယူကရိန်းအိန္ဒိယနဲ့အနောက်မှာတော့တရုတ်နဲ့ပြင်သစ်နိုင်ငံတို့လေအတိအကျညှက်တိနိုင်ပါတယ်။ဒါပေမဲ့တခြားနိုင်ငံကြီးတွေလည်းရင်းခုန်တင်ပေါ်ထက်မှာနျူကလ িয়ার တင်ဆက်နိုင်ဖို့အတွက်တနည်းတနည်းအပြင်းထန်ဆုံးစ조사နေကြပါတယ်။ပိုင်ဆိုင်ထားတဲ့နိုင်ငံတွေကတော့ပို့ဖို့ပြီးတော့တိုးတက်နေပါတယ်။ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ။ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပေးဖို့မမေ့ပါနဲ့ခင်ဗျာ။